စစ်ကောင်စီဟာသူတို့အခွန်ကားရရှိမှုရောနေလာပြီးထိန်းချုပ်နိုင်စွဲနေလာတဲ့ဖားကန်းကကြောက်စိတ်လောက်ွက်တွေကိုနေစဉ်ရဆက်ဆိုသလိုဥတီတိုက်ခိုက်နေခဲ့ပါတယ်စစ်ကောင်စီကဖားကန်းကိုပြီးခဲ့တဲ့မေလကုန်ပိုင်းကစတင်ကပြန်လည်ဝင်ရောက်လာပြီးဒေသခံကြေးရွာတွေမှာကြောက်စိတ်တူဖို့ရည်အတွက် တူလောင်ထားတဲ့ရန်ကုန်တောင်တွေကိုလက်နက်ကြီး drone တွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီးဒီကနေ့ဇွန်လ9ရက်နေ့မှာလည်းရန်တည်ဆောင်ထားတဲ့ကားတွေကို drone နဲ့တိုက်ခိုက်ခဲ့လို့ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။လူအိတ်ချိန်ဖြစ်တဲ့ညတကောင်ကျော်ဒီကနေ့မနက်တနားရီကမှစစ်ကောင်စီကရန်တင်ထားတဲ့6ဘိုင်းကောင်3စီးကို drone နဲ့ဘုံသီးချတိုက်ခိုက်ခဲ့တာကြောင့်ကား3စီးအပါအဝင်နှစ်ထပ်အိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ဖာကန်ဒေတာကန်အမျိုးသားတအူးကလူကအဆောင်မဲ့ထားတာဆိုတော့တိတ်ဆုံးမှုမရှိပါဘူးအသက်အန္တရာယ်မစိုးရင်ရဒဏ်ရာအသေးပဲရတယ်လို့ CJ platform ကိုပြောပါတယ်စကောင်စီကဖာကန်ဒေတာမှာရှိတဲ့ရန်တူလောင်ရနေရာတွေကိုဘုံနီချတိုက်ခိုက်ခဲ့တော့ပြီးခဲ့တဲ့ဇွန်လ6ရက်နေ့ညကခွန်စာကုန်းကျေးရွာကဒေတာကန်ကိုတိတ်ဆုံးခဲ့ရပါတယ်ဒါအပြင်ဇွန်လ3ရက်နေ့ကလည်းဖာကန်ရှိစောင်းချိန်ကျေးရွာကကုမ္ပဏီလောက်ကရန်ကိုတောင်ပေါ် ပုံနှိချတိုက်ခိုက်ခဲ့လို့ဒေသခံ၃ဦးသေဆုံးခဲ့ရပါသေးတယ်